မင်္ဂလာပါရှင်မန္တလေးကစ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လိုင်းရဲ့ရင်းနှီးပတ်သက်မှုရှိနေသည့်ဒဝယ်မျိုးမှစီးပွားရေးသမားကြော့ကြော့ဦးပြစ်ခတ်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်တနင်္သာရီတိုင်းဒဝယ်မြို့ပေါ်တွင်အကြံဖတ်မြောင်းလိုင်းနှင့်ရင်းနှီးပတ်သက်မှုရှိသောစီးပွားရေးသမားကြော့ကြော့ဦးဖြစ်ခတ်ခံရကြောင်းဒေသခံပြည်သူများနှင့်တော်လှန်ရေးတရင်ရင်းမြစ်များကသတင်းဌာနကိုပြောကြားပါရယ် ရှနေ့အော်တိုဘာလ31ရက်နေ့နံနက်ပိုင်းတွင်ဒဝဲမြို့စင်ဖူးနှင့်ရက်ွက်ရှိခရိုနီကျော်ကျော်ဦးနေအိမ်အနီးတွင်အမိမတိတနသမားများကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်စီးပွားရေးသမားကျော်ကျော်ဦးမှကြီထိမှန်ထန်ရရရှိကဒဝဲမြို့စေယုံတွင်အရေးပေါ်ကူတာမှုခံယူနေရပြီးတေဆုံချင်းရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည် ဖြစ်ခတ်တိုက်ခိုက်ခံရသောစီးပွားရေးသမားကျော်ကျော်ဦးမှတနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင်ကြီးချုပ်မြက်ကိုနှင်းပုတ်ကိုရေးအရာအလွန်ရင်းနှီးသူဖြစ်ပြီးအကြံဖတ်မရလိုင်းစက်တင်ဘာလ18ရက်နေ့ဒဝယ်မြို့သို့လာရောက်စဉ်ကလည်းကျော်ကျော်ဦးတာဝန်ယူထားသည့်ဒဝယ်ဘိုးဘွားရိတ်သားတို့လာရောက်ခဲ့သည့်ကြောင့်မြောက်လိုင်းနှင့်ရင်းနှီးသောဆက်ဆံရေးရှိပြီးပတ်သက်မှုလည်းရှိနေကြောင်းသိရပါသည်။အခုဖြစ်ခံရတဲ့စီးပွားရေးလုပ်ငန်းရှင်ခရိုနီကျော်ကျော်ဦးကစေကောင်စီနဲ့ပတ်သက်မှုရှိတဲ့ကောင်မှသူကတနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင်ကြီးချုပ်မြက်ကိုနဲ့လည်းပုတ်ကိုရေးအရာအလွန်ရင်းနှီးတဲ့ မင်းအောင်လိုင်းလာတုန်းကလေသူတာဝန်ယူထားတဲ့ပိုးပွားရိတ်တာကိုလာသွားသေးတယ်။အဲ့ဒီပြစ်ခတ်မှုကိုဘယ်ဖွဲ့ကလုပ်တယ်ဆိုတာတော့မသိရသေးဘူး။ပြစ်ခတ်ခံရတာတော့တေချာတယ်။အခုစေယုံမှာတင်ထားတယ်လို့ပြောတယ်။ဒီမတီကတော့စောင့်ကြည့်နေတော့ပဲဟုတော်လိုင်းရေးတဲ့ရင်းမြစ်ကပြောဆိုပါတယ်။အဆိုပါပြစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးဤသည်လနဲ့ကိုင်အဖွဲ့ကလှုပ်ဆောင်သည့်ကိုအတီးပြုတ်နိုင်ခြင်းမရှိသေးပေဒေတာရင်းတော်လန်ရေးတက်ခွင့်များကလည်းထုတ်ပြန်ထားခြင်းမရှိသေးပေ ဆလပီလောင်လုံးမျိုးပေါ်တွင်စစ်တပ်ကအင်အားဖြည့်တင်ပြီးရွှေကောက်ပွဲသို့မဲလာထဲကြရန်ပြည်သူများခုနေအင်းများအထိလိုက်ချင်းချောင်းနေတော်လရင်တံများတိမ့်ပိုက်ဖြက်စည်းခဲ့သောမောင်းမကန်ရဲစခန်းကိုလည်းပြန်ဆောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းလောင်လုံးမျိုးပေါ်တွင်အကြံဖက်စစ်တပ်ကအင်အားဖြည့်တင်ပြီးရွှေကောက်ပွဲနှင့်ဆန္ဒမဲလာထဲကြရန်ပြည်သူများခုနေအင်းများအထိလိုက်လံချင်းချောင်းနေကြောင်းဒေသခံပြည်သူများနှင့်ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ အော်တိုဘားလ22ရက်နေ့ညနေ9နာရီကျော်ခန့်အချိန်မှစတင်ပြီးအကျန်းဖတ်စစ်တပ်စစ်သင်းမုတ်ပေါ်၌လိုက်ပါလာသောအင်အားတရာကျော်ပါစစ်တပ်စစ်ကြောင်းကလောင်းလုံးမြို့နယ်ခရင်ကြီးရွာမှလောင်းလုံးမြို့ပေါ်သို့လာရောက်အင်အားဖြည့်တင်းနေကြောင်းထိုစစ်တပ်စစ်ကြောင်းတွင်အင်အား90ကျော်ပါဝင်ပြီးလက်ရှိအချိန်တွင်လောင်းလုံးမြို့ပေါ်ရှိပြည်သူပိုင်နေအိမ်များကိုတွားရောက်ခါရွှေကောက်ပွဲ၌မင်းလာထဲကြရန်လိုက်လံချင်းချောက်ကြောင်းရှင်းအောင်နေအိမ်ရှိလူစည်းများကိုကောက်ခံသွားကြောင်းသိရပါသည် စစ်ခွေးတွေကလောင်လုံးမြို့ပေါ်မှာရွေးကောက်ပွဲလုပ်ရင်းပြည်သူတွေမင်းလာထဲကြဖို့အိမ်တိုင်ရာရောက်ကိုလိုက်လံချင်းချောင်းနေတာနောက်ပြီးအိမ်ရှိလူအကုန်လုံးရဲ့စည်ရင်းတွေလည်းကောက်သွားတယ်လောင်လုံးမြို့ပေါ်မှာကပြည်သူတွေကစစ်ပေးတိတ်ရှောင်နေရတာများတယ်ကြံနေတဲ့ပြည်သူတွေကိုလိုက်လံချင်းချောင်းနေတာမင်းလာထဲဖို့အတွက်ဟူဒေသခံပြည်သူတို့ကပြောဆိုပါတယ်ထို့ပြင်အော်တိုဘာလ26ရက်နေ့ကတော်လန်ရေးတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ရှင်းလင်းခဲ့သောမောင်မကန်ရဲစခန်းကိုလည်းအကြံဖက်စစ်တပ်ကပြန်လည်ဆောက်လုပ်ရန်အတွက်အင်အား180ခန့်ဖြင့်မောင်မကန်ရဲစခန်းအတွင် ဝင်ရောက်တက်ဆွဲထားကြောင်းသိရပါဗျ။အချမ်းဖက်စစ်တပ်ကမောင်းမကန်ရဲစခန်းအားပြန်လည်တိစောက်နိုင်ရန်စစ်သင်္ဘောများပေါ်၌တင်းဆောင်လာသောဗီလက်မြင်များကြောင်များကိုရဲစခန်းအတွင်သို့ပို့ဆောင်နေပြီးစခန်းအနီးနားကိုလည်းခင်းပုံများချထားကာစောက်လုပ်ရေးလုပ်ငန်းများစတင်လှုပ်ဆောင်နေကြောင်းသိရှိရပါဗျ။ဒီကောင်တွေကရေစခန်းကိုပြန်ဆောက်ဖို့အတွက်အနီးနားကရွာတွေကိုစစ်ကြောင်းထုတ်ပြီးအခုရေစခန်းထဲမှာအင်အား180လောက်နဲ့အထိုင်ချထားတယ်။ဗီလက်မြေတွေကြောက်တွေကိုလည်းမောင်းမကန်ရေစခန်းတွေကိုပို့ဆောင်နေတယ်။ ရဲစခန်းကတော်လည်ရေးတပ်ဖွဲ့တွေမိရှုရှင်းလင်းလိုက်လို့ပြာကျသွားပြီလေအဲ့ဒါကိုရွှေကောက်ပွဲအမိပြန်ဆောင်မယ်ထင်တယ်ဟုဒေတာရင်းစစ်ရေးသတင်းရမျက်ကပြောဆိုပါတယ်တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်ရှိမောင်မကန်ရဲစခန်းကိုအော်တိုဘာလ26ရက်နေ့နနက်ပိုင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစခန်းသိမ်းတိုက်ပွဲအတွင်းအကြံဖက်စစ်တပ်ဘက်မှ၁၂ဦးသေဆုံးက10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလက်နက်မျိုးစုံ၂၁လက်နဲ့ခေရမြသိမ်းစီရရှိခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးစစ်တပ်ကလေဆိပ်နှင့်နေဆက်ဝင်ပေါက်တွေကိုလုံခြုံရေးတင်းကျပ်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်တပ်ရဲ့ရွေးကောက်ပွဲကြောင့်လေဆိပ်နှင့်နေဆက်ဝင်ပေါက်တွေကိုလုံခြုံရေးတင်းကျပ်ထားတယ်လို့စစ်ကောင်စီတပ်နဲ့နှီးဆက်တဲ့အတိုင်းဝိုင်းကနေသိရပါတယ်။စစ်တပ်ဥဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲနှောက်ယှက်ခံရခြင်းမရှိစေရည်နဲ့ပြပထွက်ခွာသူတွေမရှိစေဖို့အတွက်လုံခြုံရေးတင်းကျပ်ထားတာဖြစ်တယ်လို့ဆိုပါရယ်။ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ် YIA လေရင်ပြည်လန်းကြောင်ပြုပြင်နေခြင်းကြောင့်အောက်တိုဘာ29ရက်ကစပြီးလေဆိပ်ကို ည12နာရီမှမနက်6နာရီအထိပြုပြင်ဆဲကာလအဖြစ်ယာယီပိတ်ထားမှာဖြစ်ပြီးဒီဇင်ဘာ31ရက်အထိ2လအကြာပိတ်ထားမှာဖြစ်တယ်လို့စစ်ဩစာခန့် MBI ကထုတ်ပြန်ထားပါတယ်။လေစိတ်ဝင်တဲ့တအူးကတော့လေစိတ်ကလည်းရွေးကောက်ပွဲကြောင့်ပိတ်တာပါလုံခြုံရေးအရာပေါ်ခီးတဲ့အဝင်ထွက်ကိုလည်းတရားစီစစ်ခိုင်းထားတယ်လို့ပြောပါတယ်။အလားတူနေဆက်ခိတ်ပေါက်တွေကိုလည်းအဝင်ထွက်တင်းကျပ်ထားပြီးမတင်ကားသူတွေ့ရှိပါကဖမ်းဆီးဖို့ညွှန်ကြားထားတယ်လို့သိရပါတယ်။နေဆက်ခိတ်ပေါက်တွေကိုလည်းရွှေခောက်ပွဲကာလအဝင်ထွက်တိကျစစ်ဆေးဖို့မင်းအောင်လိုင်ကညွှန်ကြားထားတယ်လို့ နန်းစီရံဝန်ထမ်းတအုပ်ကပြောပါရယ်အာနာသိန်းစစ်ကောင်စီဟာရန်ကုန်မန္တလေးနဲ့နေပြည်တော်အဖြစ်ဖြစ်ဆိုင်ရာလေဆိပ်တွေကိုအပြည့်အဝထိန်းချုပ်ထားနိုင်ပေမဲ့အိန္ဒိယနိုင်ငံတွေနဲ့နေဆက်ဝင်ထွက်ဂိတ်အများစုကိုတော့လက်လွတ်ဆုံရှုံထားပါရယ်တရုတ်နိုင်ငံနဲ့ဆက်ဆက်နေတဲ့ကချင်ပြည်နယ်ရှိနေဆက်ဂိတ်အလုံးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကထိန်းချုပ်ထားပါရယ်ရှမ်းပြည်နယ်မြောက်ပိုင်းရှိတရုတ်နိုင်ငံနဲ့နေဆက်ဂိတ်တွေကိုလည်းညီနောင်မဟာမိတ်၃ဖွဲ့ရဲ့စိုးမိုးထိန်းချုပ်မှုကြောင့်စစ်ကောင်စီအပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိပါဘူး ထိုင်းနိုင်ငံဆက်ဆက်နေတဲ့မြောက်ပရီတာချီလိတ်ကော့တောင်း၊နေဆက်ဂိတ်တွေကိုတော့စစ်ကောင်စီကထိန်းချုပ်ထားနိုင်ပြီးမဲဆက်နဲ့ထီကိနေဆက်ဂိတ်တွေကိုတော့တော်လန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားပါတယ်။နိုင်ငံအနောက်ပိုင်းအိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်တို့နဲ့ဆက်ဆက်နေတဲ့နေဆက်ဂိတ်တွေကိုလည်းအာရကတပ်တော် AA နဲ့ချင်းတော်လန်ရေးတပ်ဖွဲ့ရဲ့ထိန်းချုပ်မှုကြောင့်စစ်ကောင်စီကဂိတ်အနည်းငယ်ကိုသာထိန်းချုပ်ထားနိုင်တာတွေ့ရပါတယ်။လက်ရှိမှာလည်းစစ်ကောင်စီဟာသူ့ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဝေဖန်ပြောဆိုသူတွေကိုထောက်လျှောက်ဖမ်းဆီးနေပြီးစက္ကမအမှုတမ်းမဖွင့်ပေစစ်ကြောရေးကိုတခါတည်းပို့တယ်လို့သိရပါတယ်။ ဆက်လက်ပြီး TNL နဲ့အပြည့်ရပြီးနောက် AA ထိန်းချုပ်ဒေသကိုစစ်ကောင်စီလေကြောင်းအရှိန်မြှင့်တိုက်ခိုင်းစစ်ကောင်စီရန်ပိုသတိပြုဖို့ AA သတိပေး။နှစ်ရက်အတွင်း AA ထိန်းချုပ်နေပြီး6ခုကိုလေကြောင်းတိုက်လို့အရက်သား7နှစ်ဦးသည်30ကျော်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းမြောက်မှာအပြစ်ရဲဆဲပြီးနောက်စစ်ကောင်စီကအာရကဒေတာကိုလေးချောင်းတိုက်ခိုက်မှုအရှိန်မြှင့်လှုပ်ဆောင်လာကြောင်းတောင်းတက်မတော် DNLA ခိုးကတ်တက်မတော် MNDAA တို့ရဲ့မဟာမိတ်ဖြစ်တဲ့အာရကတက်တော် AA ကဒီကနေ့အောက်တိုဘာ31ရက်မှာထုတ်ပြန်ပါတယ် စစ်ရေးနိုင်ငံရေးအပါအဝင်အဖက်ဖက်ကရှုံးနေနေတဲ့စစ်ကောင်စီဟာ2025အတွင်းရှမ်းမြောက်ဒေသမှာအဖြစ်ခက်ရဲစဲရေးကိုညီနောင်မဟာမိတ်၃ဖွဲ့တည်းမှနှစ်ဖွဲ့ဖြစ်တဲ့ကိုကန့်တအောင်အဖွဲ့အစည်းတို့နဲ့မရှိမနာပြုလုပ်နိုင်ခဲ့ပေမယ့်မြန်မာပြည်သူတွေပေါ်နေစဉ်ကျူးလွန်နေသောစစ်ရာဇဝတ်မှုများမှရောကြသွားခြင်းမရှိပဲအရကဒေသမှသာမကမြန်မာတိုင်းနိုင်ငံလုံးအနှံ့အပြားမှအပြစ်မဲ့အရသာပြည်သူလူထုများအပေါ်စစ်ရာဇဝတ်မှုများကိုလက်ရဲဆက်ရဲဆက်လက်ကျူးလွန်နေစေဖြစ်တယ်လို့ဖော်ပြပါတယ်။ရှမ်းမြောက်ဒေသမှာပြုလုပ်နေတဲ့စစ်ကောင်စီရဲ့ထိုးစစ်ဟာ အပြစ်ရစဲမှုပြုလုပ်ပြီးချိန်မှာသူတို့ရဲ့စစ်စင်ရေးနယ်မြေအချို့ကျုံသွားတာကိုအခွင့်ကောင်းယူပြီးအာရကတတ်တော်တပ်ဖွဲ့ဝင်များသာရှိသောနေရာတွေကိုတာမကအာရကပြည်သူလူထုကိုအ धिक ပြစ်မှတ်ထားတဲ့လေချောင်းတိုက်ခိုက်မှုတွေကိုမနေ့ကအောက်တိုဘာ30ရက်ကစအချိန်မြင့်လှုပ်ဆောင်လာတယ်လို့ AA ကထုတ်ပြန်ပါတယ်စစ်ကောင်စီဟာ TNL ထိန်ချုပ်မြို့ရွာတွေကိုအောက်တိုဘာလအတွင်းလေချောင်းတိုက်ခိုက်မှုစက်တိုက်ပြုလုပ်ခဲ့ပြီးတရုတ်ကြောင်းဝင်စီစဉ်တဲ့အောက်တိုဘာ26နဲ့28ရက်စွန့်နှုတ်ပွဲအပြီး TNL နဲ့အပြစ်အခက်ရက်စဲမှုသဘောတူညီမှုရခဲ့လို့လေကြောင်းတိုက်ခိုက်မှုတွေရှမ်းမြောက်မှာရှင်းလာသွားတာဖြစ်ပါတယ်။ဇွန်နီဘွဲမတိုင်ခင်အော်တိုဘားလအတွင်းမှာ TNL နဲ့မြေကိုစစ်ကောင်စီကအကြိမ်၄၀လောက်လေကြောင်းကနေပုံချေခဲ့လို့ဖြီးသူ၅၀လောက်သေဆုံးက60ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။အဲဒီလိုရှမ်းမြောက်မှာအပြစ်ရက်ပြီးနောက်အော်တိုဘား30ရက်ကစပြီးအေအေထိန်ချုပ်မြို့နယ်တွေကိုလေကြောင်းစစ်စစ်ရေးဇက်တိုက်ပြုတ်လုပ်လာလို့နှစ်ရက်အတွင်းဖြီးသူသေဆုံးထိခိုက်မှုအများအပြားဖြစ်ခဲ့ရပါတယ်။ အောက်တိုဘာ30ရက်တနေ့တည်းမှာစစ်တွေမျိုးရက်သေးတောင်မျိုးပုံနာကျွန်းမျိုးပောက်တော်မျိုးနဲ့ကြောက်ဖြူမျိုးဇင်ချောင်းတိုက်နယ်ကုံဖွေရွာကိုစစ်ကောင်စီလေးချောင်းရေချောင်းလက်နက်ကြီး drone နဲ့တိုက်ခိုက်ခဲ့လို့အရက်သားပြည်သူလူထုများထဲကတိဆုံးသူ၈ဦးနဲ့ဒဏ်ရာရသူ22ဦးရှိခဲ့ကြောင်းအေအေကအသိပေးပါတယ်။ဒါပြင်ဒီကနေ့မှလည်းပုံနာကျွန်းမျိုးနဲ့ပန်းနီလာရွာအားလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့အရက်သား၄ဦးတိဆုံးကဒဏ်ရာရသူတွေက10ဦးဟာပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ အရကပြည်သူလူထုအပေါ်လေးချောင်းခါနေတရေဘောကြောင်စွာပုံကျဲတိုက်ခိုက်မှုတွေအပေါ်ပြင်းထန်စွာရှုံချပြီးပြည်သူလူထုအနေနဲ့စစ်ကောင်စီရဲ့လေချောင်းတိုက်ခိုက်မှုတွေကိုအထူးသတိထားကြဖို့အေအေကထက်လောင်းတည်ပေးပါရယ်မြန်မာတနိုင်ငံလုံးအနှံပြားကစည်ရည်နဲ့လုံးဝမသက်ဆိုင်တဲ့အယက်သားပြည်သူနေထိုင်ရာမြို့ရွာစတင်ကြောင်းစေးယုံလူနေထူတတ်သောရက်ကွက်ဘာသာရေးလူမှုရေးပွဲတွေကြောင့်ဖြစ်ပေါ်လာတဲ့လူစုလူဝေးတွေရှိတဲ့နေရာတွေကိုလူမဆန်စွာတရေဘောကြောင်စွာနဲ့ လေချောင်းကနေပုံကျဲတိုက်ခိုက်နေတာလက်နက်ကြီးဒရုန်းများနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်နေတာဟာဆေးရစွန့်မှုကိုပြောင်းကြကြကျူးလွန်နေပြီးလူသားမျိုးနွယ်အပေါ်လက်နက်အားကိုနဲ့ပြစ်မှုကျူးလွန်နေတာဖြစ်တယ်လို့အေအေကထုတ်ပြန်ပါတယ်စစ်ကောင်စီဟာစစ်ရှုံးနေမှုတွေကိုဖုံးကွယ်ဖို့ကြိုးစားအားထုတ်တဲ့အနေနဲ့အပြစ်မဲ့ပြည်သူလူထုတွေအပေါ်အကြမ်းဖက်တပ်ဖြတ်နေကကန်းကုံအောင်ရက်ဆက်ရုပ်မာနေတာလည်းဖြစ်တယ်လို့ဆိုပါတယ်ဒါကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လေကြောင်းရေကြောင်းလက်နက်ကြီးဒရုန်းများတိုက်ခိုက်မှုရန်ကိုအရင်ထက်ပိုသတိထားဖို့စစ်ရေးသတိအပြည့်အဝ နီးညအထိမ်မရွေးရှိကြဖို့တိုက်တွန်းထားပါတယ်။ AA နဲ့စစ်ကောင်စီအကြစစ်ရေးအခြေအနေတွေကိုလည်းထုတ်ပြန်ကြမှာအသိပေးထားပါတယ်။လက်ရှိအချိန်ဟာစစ်ကောင်စီတပ်ဟာအာရကတပြည်လုံးနီးပါးအားလက်လွတ်ဆုံးရှုံးဖို့လက်ထကမ်းအလို့ရောက်နေတယ်လို့တပြိုင်တည်းမှာရခိုင်ရိုးမနဲ့နေမြေချင်းထိဆက်လျက်ရှိသောဘကိုးတိုင်းမကွေတိုင်းနဲ့အေယံဝတီတိုင်းအစရှိသောနေရာတွေအပြင် AA စစ်ရေးလှုပ်ရှားနေတဲ့နေရာအချို့မှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြောင်း AA ကထုတ်ပြန်ပါတယ်။ကျမတင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ ားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။